မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ PDF များနှင့်တော်လရေးတပ်ဖွဲ့များ၏လုံခြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကြက်ဖော့ပါတီကရွေးကောက်ပွဲရှင်ပြိုင်မဲ့အမတ်လောင်များ၏အမည်များကိုအထူးအရေးကြီးကိစ္စအဖြစ်လှုပ်ဝက်ဖုံးကွယ်ထားတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြက်ဖော့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမယ့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်မဲ့အမတ်လောင်များ၏အမည်စရင်းများကိုပါတီအတွင်းတွင်ပင်အတိမပေးပင်အထူးအရေးကြီးကိစ္စလှုပ်ဝက်ထားကြောင်းကြန့်ခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပြင် ခရင်အမျိုးသားအစည်းအရုံး KNU ကဲ့သို့သောတိုင်းသာတော်လှန်ရေးတပ်ဖွဲ့များကစစ်တပ်ရဲ့တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးအရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားရာရင်းအခြေအနေများကြောင့်ကျန်းဖို့ပါတီက၎င်းတို့၏ရွေးကောက်ပွဲတွင်ပြန်ပြီးအမတ်လောင်များ၏အမည်စရင်ကိုလှုပ်ဝက်ထားခြင်းဖြစ်ကြောင်းအမတ်လောင်များ၏အမည်စရင်ကိုသိရှိသွားပါက PDM များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏လှုပ်ကြံတိုက်ခိုက်မှုခံရမည်ကိုစိုးရိမ်၍ကျန်းဖို့ပါတီကမပေါက်ကြားစေရန်လှုပ်ဝက်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် အမလောင်စည်ရင်ကပါတီမှာရှိတဲ့ဗဟိုကော်မတီအဆင့်တောင်အကုန်လုံးမသိရဘူး။ခိုးမျိုးနယ်နဲ့ကိုခိုင်လောက်ပဲသိရတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့အမလောင်စည်ရင်ကိုဥက္ကဋ္ဌနဲ့ဗဟိုအလုံးမှုဆောင်အဖွဲ့ကလွှဲရင်ပါတီထဲမှာတောင်လှုပ်ဝက်ထားတယ်။အဲဒါကလုံခြုံရေးစိုးရင်လို့ပါတပ်ဖက်အဖွဲ့တွေကလည်းအေးအေးယူမင်းလုံခြုံရေးအာမမခံဘူးနဲ့ကြီးညာနေတော့ဒီဘက်မှာလည်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးကအယံကိုအရေးကြီးတဲ့ကိစ္စဖြစ်လာတယ်။အမတ်လောင်းနာမည်စီရင်တွေထွက်သွားရင်လုံကြံတက်ဖြတ်တာတွေလာမှာစိုးရင်ရတယ်။အဲဒါကြောင့်ပါတီထဲမှာတောင်ပြီးမသိသေးဘူး။ ရွေးကောက်ပွဲလေတကယ်စပြီးလွတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးအတွက်လည်းတရားပြင်ဆင်ပြီးရင်တော့အတိပေးမယ်လို့ထင်ပါတယ်ဟုကြံခါရေးပါတီတင်ရင်းမြစ်ကပြောဆိုပါတယ်လက်တလောစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကျန်းဖို့ပါတီအပါအဝင် နိုင်ငံရေးပါတီများကတင်ပြထားတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများကိုစီစဉ်နေကြောင်း စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ58ခုနှင့်ထက်သီးပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲတွင်ကျန့်ဖို့ပါတီက1018ဦးဖြင့်အများဆုံးရှင်ပြိုင်မည်ဖြစ်ကြောင်းသိရပါသည်။ကျန့်ဖို့ပါတီကတနိုင်ငံလုံးအတိုင်းအတာဖြင့် ြည်သူ့လွှတ်တော်တွင် အမှတ်လောင်265ဦးအမျိုးသားလွှတ်တော်တွင်အမှတ်လောင်156ဦးတိုင်းပြည်နယ်လွှတ်တော်တွင်အမှတ်လောင်969ဦးတိုင်းသားလူမျိုးစုလွှတ်တော်တွင်28ဦးစုစုပေါင်းအမှတ်လောင်1018ဦးပါဝင်မည်ဖြစ်ကြောင်းသိရပါသည်ကျန်းဖို့ပါတီကရွေးကောက်ပွဲတွင်အများဆုံးရှင်းပြိုင်တော့လဲမဲဆန္ဒနယ်အပြည့်ရှင်းပြိုင်ခြင်းမဟုတ်ဘဲအချို့သောမဲဆန္ဒနယ်များတွင်လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရသည်ဟုသိရပါသည်စစ်တပ်၏အထူးရောင်ရွေးကောက်ပွဲတွင်နိုင်ငံတော်ဝန်ရှင်းပြိုင်မှုပါတီ6ပါတီနှင့် တိုင်းဒေသကြီးပြည်내တခုအတွင်းစီယုံနိုင်မည်နိုင်ငံရေးပါတီ52ခုနှင့်တတိပုဂ္ဂလလွတ်တော်ကုစရေလောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်အထူးရောင်ရွေးကောက်ပွဲတွင်တိုင်းဒေသစီလုံးညီညွတ်ရေးပါတီတာစာညာကကုစရေလောင်း694ဦးတသက်ခိုင်ဤပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဂျာပြူပါတီကကိုစလေလောင်984ဦးခိုကိုကြီးဤပြည်သူ့ပါတီကကိုစလေလောင်982ဦး တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်428ဦးတိုင်းပြည်နယ်များတွင်ရှင်ပြိုင်မိဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုစလေလောင်960ဦးနှင့်တတိပုဂ္ဂလကိုစလေလောင်95ဦးပါဝင်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။နောက်ထပ်နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဟုအမည်ပြောင်းလဲထားသောစစ်အုပ်စုကိုအကြံဖက်အုပ်စုအဖြစ် NUG ကထပ်မံကြေညာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့အေချမ်းတရားရေးကော်မရှင်ဟုအမိပြောင်းလဲထားသောစစ်အုပ်စုကိုအချမ်းဖတ်အုပ်စုအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထပ်မံကြေညာလိုက်ပါတယ်။မြောက်လိုက်ဦးဆောင်တဲ့နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီအနေဖြင့်2021ခုနှစ်မတ်လ1ရက်နေ့တွင်အချမ်းဖတ်စစ်အုပ်စုဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့တွင်မြန်မာနိုင်ငံနှင့်ပြည်သူလူထုဤရန်သူ Enemy of the State အဖြစ်အသီးသီးထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်းသိရပါသည် တို့ရတွင် အကြံဖက်စေအုပ်စုက2025ခုနှစ်ဇူလိုင်လ31ရက်နေ့တွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖြစ်မှနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖြစ်သို့အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်းနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည်အကြံဖက်အုပ်စုအဖြစ်ကြီးညာချင်းခန့်ထားရသည့်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကိုဆက်ခံဆောင်ရွက်သည့်အဖွဲ့ဖြစ်ကြောင်းနှင့်ပြည်သူလူထုအပေါ်အကြံဖက်မှုများဆက်လက်ကျူးလွန်နေကြောင်းတွေ့ရှိရသဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် ၎င်းမှာအစစ်စစ်တာဝန်ပေးဖွဲ့စည်းလိုက်သောအဖွဲ့များအလုံးကိုအကြံဖတ်အုပ်စုများအဖြစ်၎င်းမင်းအောင်လိုင်အပါအဝင်နိုင်ငံတော်လုံခြုံရေးနှင့်အေချမ်းတာယာရေးကော်မရှင်အဖွဲ့ဝင်များအလုံးကိုအကြံဖတ်သမားများအဖြစ်၎င်း NUG ကကြေညာပါတယ်။ဒါကလှုပ်ထုံးလုံနီသဘောတရားပေါ့။အရင်ကတည်းကအကြံဖတ်စစ်အုပ်စုအဖြစ်ကြေညာထားပြီးသားဒါပေမဲ့သူတို့ကနာမည်ပြောင်းသွားတော့နာမည်ပြောင်းသွားတဲ့အပေါ်မှာအကြံဖက်အုပ်စုအဖြစ်ထပ်ပြီးအတီးပြုတ်ချင်ကြတာပါအစ်စ်မဟုတ်ပါဘူးဒါကနိုင်ငံတကာနဲ့ပြည်တွင်းမှာပါ လှုပ်ထုံးလုံနည်းတွေအရကြေညာတဲ့သဘောပါဟု NUG ဘက်မှသတင်းရှင်းပြကသတင်းဌာနကိုပြောကြားပါရယ် NUG ကစစ်အုပ်စုကိုအကြမ်းဖက်ဖြစ်ကြေညာရာတွင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုံမှား၆ပုံမှားခွဲ၅နှင့်ပုံမှား82ပုံမှားခွဲခါခွေပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ပြည်ထောင်စုအစိုးရအဖွဲ့ဤသဘောတူညီချက်အရကြေညာခြင်းဖြစ်ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်မင်းအောင်လှိုင်ဦးဆောင်သောအချမ်းဖတ်စစ်အုပ်စုသည် ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားသည့်နိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောပြည်သူအစိုးရအဖွဲ့ဝင်များကိုမတရားဖန်ဆီးပြီးပြည်သူအာဏာလုယူခဲ့တဲ့ဖြင့်နိုင်ငံတော်ပုံကံမှုကိုကျူးလွန်ခဲ့ကြောင်း NUG ကကြေညာထားပါသည်။နောက်ထပ်ကုလမာတပ်အမတ်ကြီးဦးချော်မိုးထွန်းကိုစာပြုခွင့်ဆက်ထောက်ခံပေးကြရန် NUG မြစ်တာရက်ခံတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ ကုလသမဂ္ဂဆိုင်ရာမြန်မာအငြိမ်းတန်းကိုယ်စားလှယ်တမတ်ကြီးဦးချုံမိုးထွန်းကိုစားပြုခွင့်ကိုဆက်လက်ထောက်ခံပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလကမြစ်တာရက်ခံလိုက်ပါတယ်။ဦးနေဖုံလကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြတဲ့အစီအစဉ်ဒီကနေ့ပြုလုပ်ခဲ့တာမှာအခုလိုမြစ်တာရက်ခံခဲ့တာပါ။ဦးကျော်မိုးထွန်းရဲ့ credential ချဲ့လန့်အတွက်ဝိုင်းဝန်းတောင်းဆိုကြတဲ့ပြည်တွင်းပြည်ပကပြည်သူလူထုတရက်လုံးကိုအထူးကျေးဇူးတင်ကြောင်းဦးနေဖုံးလက်ကပြောပါတယ်။ ကုလသမဂ္ဂလိုနေရာမှာလူထုထောက်ခံတဲ့တမတ်ကြီးဦးကျော်မိုးထွန်းမြန်မာနိုင်ငံကိုကိုးစားပြုရှိနေခြင်းဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူလူထုအတွက်အလွန်အရေးကြီးလာပါတယ်။မြန်မာနိုင်ငံရဲ့အဖြစ်အပျက်အမှန်တွေနဲ့မြန်မာပြည်သူတွေရဲ့အတန်ကိုရခုအတိုင်းဆက်လက်ကြားသိနေစေဖို့အတွက်တမတ်ကြီးဦးကျော်မိုးထွန်းရဲ့ကိုးစားပြုခွင့်ကိုဆက်လက်ထောက်ခံပေးကြဖို့လဲ Credential Committee ဝင်နိုင်ငံများကိုမြစ်တာရက်ခံတိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်ကပြောကြားခဲ့ပါတယ်။ ဒါပြင်အကြံဖက်စစ်အုပ်စုကိုလက်နက်တွေလေရင်လောင်စာတွေနဲ့စစ်ဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေပေးပို့နေတဲ့နိုင်ငံအသီးသီးကိုဖိအားပေးပြီးပံ့ပိုးမှုတွေအမြန်ဆုံးရပ်တန့်စေဖို့စစ်အုပ်စုကကြိုတင်ပြင်ဆင်နေတဲ့တရားဝင်မှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲ shame election ကိုတားဆီးပယ်ဖြတ်ဖို့စတဲ့အချက်တွေပါတဲ့ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးချုပ် OACHR နဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား IIMM တို့ထုတ်ပြန်တဲ့နိုင်ငံတကာကိုတောင်းဆိုတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြိုးဆိုပြီးထောက်ခံအားပေးကြောင်းပြောကြားခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူတွေပြစ်ဒဏ်ခင်းလုတ်ခွင့်မရှိစေဘဲ၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအပေါ်တာဝန်ယူမှုတာဝန်ခံမှုရှိစေရမယ်ဆိုတဲ့ IIMM ရဲ့ကြိုးပမ်းအားထုတ်ပေးမှုကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုကိုးစားပြုတဲ့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အပြည့်အဝထောက်ခံတယ်လို့ဦးနေဖုံးလကပြောကြားခဲ့ပါတယ်။အကြံဖက်စေအုပ်စုလေးတည်းဤအမိကိုကဲမှုအစဉ်စဉ်အထောက်အထားအချက်လက်များကိုစူးစောင်းနေသည်လို့ IIMM ကအတည်ပြုပေးထားတာကိုလည်းကျေးဇူးတင်ကြောင်းဦးနေဖုံးလက်ကပြောပါရယ် ကြပြင်နိုင်ငံတကာရွေးကောက်ပွဲအကူအညီပေးရေးနဲ့လေးလာရေးအဖွဲ့တွေဖြစ်တဲ့ International IDEA လွတ်လပ်တဲ့ရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက် ANFREL နဲ့ Club Dimitri အသင်းတို့ကစေအုပ်စုရဲ့ရွေးကောက်ပွဲဟာတရားဥပဒေနဲ့မညီတဲ့အမိခံအတူရောင်ရွေးကောက်ပွဲဖြစ်ကြောင်းပူရဲထုတ်ပြန်ညင်ညာချက်ကိုစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးနေကြတဲ့နိုင်ငံကြီးတွေနဲ့လေးလာမယ်ဆိုရင်နိုင်ငံတွေအနေနဲ့အထူးသတိပြုစေကြောင်းဦးနေဖုံးလက်ကပြောပါတယ် အဲ့ဒီပူတွေကြီးညာချက်မှာစေအုပ်စုဟာပြည်သူလူထုကဒီမိုကရေစီနီးကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရနဲ့လွှတ်တော်ကိုမတရားအာဏာသိမ်းယူခဲ့တာပြည်သူလူထုအပေါ်အကြမ်းဖက်မှုအများအများပြုလုပ်တာအတိုက်အခံနိုင်ငံရေးပါတီတွေအပေါ်ပြင်းထန်ဖိနှိပ်တဲ့ဥပဒေတွေပြဋ္ဌာန်းတာနိုင်ငံရေးကောင်းဆောင်တွေနဲ့တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးထောင်ချတာသတင်းမီဒီယာတွေအပေါ်ပြင်းပြင်းထန်ထန်ကန့်သက်တာမြတ်တာလူအခွင့်ရေးချိုးဖောက်မှုတွေကိုစနစ်တကျကျူးလွန်တာ မေစရင်အတွက်သကောင်စရင်အချက်လက်တွေဟာယုံကြည်ွယ်မရှိတာနဲ့နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာစံချိန်စံနှုန်းတွေကိုချိုးဖောက်နေတာစတာတွေကြောင့်စေအုပ်စုဂျိုးပန်းနေတဲ့ရွေးကောက်ပွဲဟာအမေရိကန်အထုရောင်ရွေးကောက်ပွဲဖြစ်တယ်လို့ဖော်ပြထားတာပါနောက်ထပ်စစ်ကော်မရှင်ရဲ့မေစရင်အပေါ်လူမှုစိတ်ဝင်စားမှုမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အနာသိန်းစစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာလမှာကျင်းပပြုလုပ်မယ်အထွေထွေရွေးကောက်ပွဲအတွက်မဲစရင်ကတ်ထားမှုအပေါ်ပြည်သူလူထုတွေအနေနဲ့စိတ်ဝင်စားမှုမရှိဘူးလို့သတင်းဌာနကပြောလာပါတယ် စစ်ကော်မရှင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတော့ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ်ရွေးကောက်ပွဲအတွက်မေးစရင်းတွေကိုပထမအကြိမ်အဖြစ်စက်တင်ဘာ30ရက်နေ့ကနေအောက်တိုဘာ23ရက်နေ့အထိကတ်ထားမယ်လို့ကြေညာပါတယ်။ပထမအကြိမ်အဖြစ်14ရက်ကြာကတ်ထားမယ်မေးစရင်းတွေကိုသက်ဆိုင်ရာရက်ွက်ခြေရွာအုပ်စုကော်မရှင်အဖွဲ့ဝဲယုံတွေနဲ့ ကြေးရွာအုပ်စုအတွင်းရှိကြေးရွာတွေမှာကတ်ထားမှဖြစ်ပြီးအကြောင်းအမျိုးမျိုးကြောင့်ရက်ခွက်နဲ့ကြေးရွာတွေမှာကတ်ထားချိညာနိုင်ခြင်းမရှိပါကတက်ဆိုင်ရာမျိုးနယ်ကော်မရှင်အဖွဲ့အစည်းရုံးတွေမှာမဲစရင်ကြီးရမှာဖြစ်တယ်လို့ဆိုပါတယ်။ပြည်သူတအူးကတော့စစ်ကော်မရှင်ရဲ့ရွှေကောက်ပွဲအပေါ်ပြည်သူတွေစိတ်ဝင်စားမှုမရှိတာကြောင့်မဲစရင်တွေကိုစိတ်ဝင်စားမှုမရှိသလိုမဲစရင်တွေဟာယူသားမှုမရှိတာကြောင့်အယုံအကြည်မရှိဘူးလို့သတင်းဌာနကပြောပါတယ်။ အခုသူတို့လုံးမဲ့ရွေးကောက်ပွဲကိုတော့ပြည်သူတွေတော်တော်များများကတော့စိတ်ဝင်စားမှုမရှိဘူး။ဘာဖြစ်လို့လဲဆိုမဲစင်းရင်လုတ်တဲ့အပေါ်မှာတော့ကျွန်တော်သိသလောက်တော့ရိုးသားမှုမရှိဘူးပြောတယ်။သူတို့ကလိမ့်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့အခုကသေတဲ့သူတွေရောစစ်မှုတန်းအတွက်ပြည်ပကိုထွက်သွားတဲ့သူတွေရောအဲ့ဒီလူတွေကနင်းနေနှောင်းနှောင်းမှမဟုတ်တောင်းကျွန်တော်တို့ကတော့လက်ခံမှာမဟုတ်ဘူး။အယုံကြည်လည်းမရှိဘူးလို့ဆိုပါတယ်။စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့မဲစင်းရင်ကိုလာရောက်ကြည့်ရှုပြီး မိမိအမိမဲစရဲမှာမပါဝင်ပါကပုံစံသုံးတဲ့အမိစရင်ထည့်သွင်းပေးဖို့တောင်းဆိုနိုင်တယ်လို့မပါဝင်တဲ့သူတွေပါဝင်ပါကပုံစံလေးနဲ့ကန့်ကွက်နိုင်တယ်လို့ဆိုပါတယ်။ဒါပြင်မဲစရင်မှာပါရှိတဲ့အချက်လက်တွေမှားယွင်းနေပါကပုံစံလေးကန့်ငယ်နေပြင်ဆင်လွှာတင်သွင်းနိုင်ပြီးလိုအပ်တဲ့ပုံစံတွေကိုလည်းရက်ွက်ကြေးရွာအုပ်စုကော်မရှင်အဖွဲ့အစည်းရုံးတွေမှာအခမဲ့ရယူနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ လူငယ်တအူးကလည်းစစ်ကော်မရှိရဲ့မဲစင်းကတ်ထားမှုအပေါ်အရင်လိုတက်တက်ကြွကြွမရှိတဲ့အတွက်စိတ်ဝင်စားမှုတိတ်အားမကောင်းသလိုပွင့်လင်းမြင်သာမှုမရှိတဲ့ရွေးကောက်ပွဲဖြစ်တာကြောင့်စိတ်ဝင်စားဘူးလို့ပြောပါရယ်သိပြီးတော့စိတ်ဝင်စားမှုတော့တိတ်အားမကောင်းပါဘူးအကုန်လုံးပေါ့နော်ဒီပေါ်မှာလည်းအခါတိုင်းလိုမျိုးတက်တက်ကြွကြွမရှိကြဘူးကက်ရင်လည်းကတ်တာပဲအဲ့ဒီလိုမျိုးပဲကျွန်တော်တို့အားလုံးပါတဲ့ပွင့်လင်းမြင်သာမှုမရှိတဲ့ရွေးကောက်ပွဲဆိုတော့လေသိပြီးတော့စိတ်ဝင်စားပါဘူးတစ်ဖက်ကလည်းကြော်ညာထားတဲ့ပုံဒါပြီးမလို့ရဘာညာဆိုတော့လေ သွားမကြည့်ကြဘူးပဲများပါတယ်လို့ဆိုပါတယ်ရွေးကောက်ပွဲကော်မရှင်က မေးစင်းနဲ့ပတ်သက်ပြီးဖြည့်ဆွက်ပေဖြတ်ပြင်ဆင်တာပြီးဆောင်ရွက်ပြီးပါကနောက်ဆုံးအကြိမ်အဖြစ်ရွေးကောက်ပွဲအတွက်မေးဆန္ဒရှင်စည်ရင်ကို လာမယ့်နိုဝင်ဘာလအတွင်းထပ်မံကတ်ထားပြီးမှဖြစ်တယ်လို့လိုအပ်တဲ့တောင်းဆိုပြင်ဆင်ကန့်ကွက်တာတွေကိုလည်းထပ်မံဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်ဒါကြောင့်ပြည်စုံမှန်ကန်တဲ့မဲဆန္ဒရှင်စည်ရင်ရရှိနိုင်ဖို့အတွက်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့အိမ်အောင်စုတစုလျင်အနည်းဆုံး တဦးမပြတ်မကွက်လာရောက်ကြည့်ရှုခြင်းဖြင့်ပူးပေါင်းကူညီပေးကြဖို့စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတောင်းဆိုထားပါတယ်။